မင်္ဂလာပါဘာမီဆိုင်ပါမင်းသက်ဆန်ဖြစ်ပါတယ်ကျွန်တော်ဒီရောက်နေရတော့ R&D Studio by Riot ရဲ့ Fashion Passion Program မှာဖြစ်ပါတယ် Fashion Passion Program ကတော့ Fashion ကို Passionate ဖြစ်တဲ့လူငယ်တွေအတွက် Fashion နဲ့ပတ်သက်တဲ့အကြောင်းအရာတွေ Tips and Tricks တွေကိုအများရှိုင်းလုပ်ပေးသွားမယ့်အစီအစဉ်ဖြစ်ပါတယ်ဒီဘက်မှာတော့ကျွန်တော်က Fashion နဲ့ပတ်သက်ရင်ရှောင်ရှားတဲ့ဒုံစေးရင်လည်းအဲ့ဒီစာပိုင်းလုပ်တင်နေဆိုတော့အတူစေးတွေကိုအားလုံးမျှဝေပေးသွားမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့စလိုက်အောင် င်းဆုံးပြပြပေးချင်တဲ့တုံးကတော့ကျွန်တော်တို့ဝက်ဆိုက်ကိုဝယ်ယူတဲ့ခါမှာအရင်ပွာလွန်အရင်ကျက်လွန်တဲ့ဝက်ဆိုက်တွေကိုယူချက်ဝယ်ယူတဲ့ကိစ္စမျိုးဖြစ်ပါတယ်။ကျွန်တော်တို့ခန္ဓာကိုယ်မျိုးစားပုံမူတည်ပြီးကျွန်တော်အင်ဂျီဝတ်တဲ့ခါကျရင်ကျွန်တော်အရင်ကျက်မှလိုက်တယ်လို့အရင်ပွာမှအဆင်ပြေရဆိုတာမျိုးမရှိဘူး။ဥပမာပြောရရင်ကျွန်တော်ဆိုရင် underweight ဖြစ်တဲ့လူတရားမျိုးဖြစ်တဲ့အတွက်ကျွန်တော်တို့အင်ဂျီဝတ်တဲ့ခါကျရင်ကျွန်တော်အရင်ကျက်တဲ့အင်ဂျီဝတ်တဲ့ခါကျရင်လူကအရင်ကိုပိန်သွားတဲ့ skinny ဖြစ်သွားတဲ့ look ကိုရသွားပြီးတော့ပေါ့နော်။အရင်ပွာအင်ဂျီဝတ်တဲ့ခါကျတော့လည်းအင်ဂျီကဟိုခန္ဓာကိုယ်အရင်ဖုံးသွားပြီးတော့ဟိုခန္ဓာကိုယ် body တစ်ခုလုံး shape တစ်ခုလုံးဘာမှ minority ဖြစ်သွားမျိုးဖြစ်တဲ့အတွက်ကျွန်တော် ောင်ဆိုရင်ပွားတဲ့အင်ဂျီရဲ့ချက်တဲ့အင်ဂျီကိုအလုံးဝရှောင်ပါတယ်ဆိုတော့ကျွန်တော်တို့အရန်ပွားလုံးတဲ့အချက်လုံးတဲ့အင်ဂျီတွေဝင်မဲ့စားကိုသွားမဲ့နေရာနဲ့ occasion နဲ့ life ဖတ်တဲ့ဝယ်စားမျိုးကိုတော့တန်းတန်းတတဖြစ်စေတဲ့ဝယ်စားမျိုးကိုကျွန်တော်တို့ရွေးချယ်တဲ့ ਨੇ အဲ့လိုအင်ဂျီဝယ်စားတွေကျွန်တော်တို့ရွေးချယ်ဝယ်ယူတဲ့ချိန်မှာလဲကိုနဲ့တန်းတန်းတတဖြစ်ဆုံးကိုသဘောကျဆုံးအင်ဂျီ size တစ်ခုကိုကျွန်တော်တို့ရွေးတင်တယ်ပေါ့နော်ကျွန်တော်ဆိုရင် medium နဲ့ large ဆိုကျွန်တော်တို့အရန်အဆင်ပြေတယ်ဆိုတော့ကျွန်တော်အင်ဂျီ shopping ထွက်တဲ့ခါကျရင် medium နဲ့ large ကိုကျွန်တော် try ကြည့်ပြီးတော့ကိုရဲ့ပခုံးနဲ့ဒီလက်နဲ့အကြမှာကျွန်တော်တို့အဆင်ပြေတဲ့ဟာမျိုးခါတို့ဘာလို့မှအဆင်ပြေတဲ့ဟာမျိုးကို ော်ယူချဲဝယ်ယူတယ်နောက်တစ်ခုကကျတော့ကျွန်တော်တို့ကိုယ့်ရဲ့ body measurement ကိုသိရဆိုရင်ပို့ပြီးတော့ဒါအဆင်ပြေမယ်အဲ့ဒီတော့ကျွန်တော်တို့အင်ဂျီဝယ်စားရယူရတဲ့ခါကျရင်ပွာလုံးချက်လုံးတဲ့အင်ဂျီကိုလုံးဝရှောင်ပြီးတော့ကိုယ်နဲ့တက်တောင့်တက်တာဖြစ်ဆုံး relax ဖြစ်ဆုံး fit ရှိတဲ့ဝယ်စားရယူပဲယူယူဖို့မမေ့ပါနဲ့ ဒုတိယအချက်ကတော့ကျွန်တော်လူငယ်တွေအကြိုက်ဆုံးအင်ဂျီဝက်ဆာတစ်ခုဖြစ်တဲ့ဒါ oversize အင်ဂျီဝက်ဆာရဲ့အကြောင်းဖြစ်ပါတယ်။ဆို oversize ဆိုရင်ကျွန်တော်လူများစုကထင်ကြတာကကျွန်တော်ပုံမှန်ဝင်နေကြအင်ဂျီချက်စိုက်လောက်ပိုဝင်လိုက်ရင်နှစ်စိုက်လောက်ပိုတိုးဝင်လိုက်ရင် oversize ဖြစ်သွားမယ်လို့ထင်ကြတယ်။တကယ် oversize ဆိုတာကျွန်တော်အဲ့လို size ကိုပြောတာမဟုတ်တကယ် fit ပေါ့နော်။ဒီလိုခန္ဓာကိုယ်မှာဘယ်လိုမျိုးကျရဲဆို fit ကိုပြောတာဖြစ်တဲ့အတွက်ခုနကပြောတဲ့ဒီအင်ဂျီကိုပုံမှန်ဝင်နေကြအင်ဂျီချက်ကျွန်တော် medium ဝင် large လို့ XL လို့ဝင်လိုက် oversize ဖြစ်သွားမယ်ဆိုတာမျိုးအလုံးဝရှောင်သင့်တဲ့ဒါတုံးစုခုဖြစ်ပါတယ်။အဲ့ဒီစားကျွန်တော်တို့ဘယ်လိုမျိုးလေးတွေလုပ်တင်လဲဘယ်လိုမျိုးဒူးလုပ်တင်လဲဆိုရင်ကျွန်တော်တို့အင်ဂျီကို ာဝယ်တဲ့အခါမှာကိုယ်ဝယ်တဲ့အင်ဂျီဝယ်စားဘယ်လို fit ဖြစ်လဲဆိုတာကျွန်တော်စဉ်းစားတင်တယ်ကြည့်တင်တယ်ပေါ့နော်ကျွန်တော်တို့အပြင်မှာ shopping ထွက်မယ်ဆိုရင်လည်းကို try ကြည့်လို့ရတယ် try မကြည့်ဘူးဆိုလည်းဒီအင်ဂျီကဘယ်လို fit ရှိရဲဆိုတာကျွန်တော်တို့ဒီ sign မှာဆိုလည်းပြောတယ်ဒါ sign ကဒီ stuff တွေလည်းကျွန်တော်မေးကြည့်လို့ရတယ်ပေါ့နော်မဟုတ်ဘူးကျွန်တော် online shopping ဝယ်မယ်ဆိုတော့ကျွန်တော် website ကတော့ကြည့်ရဆိုရင်ဒီအင်ဂျီရဲ့ product description product detail မှာဆိုလည်းဒီအင်ဂျီကဘယ်လို fit မျိုးဖြစ်ပါလဲဆိုတာဒါရေးပေးထားရပါတော့အဲ့တော့ဒါမျိုးတွေကြည့်ပြီးတော့မှကျွန်တော်တို့ဘယ်အင်ဂျီရတော့ကျွန်တော်တို့တကယ်ကြိုက်တဲ့ oversize fit ဖြစ်တယ်ဆိုတော့ကျွန်တော်တို့ဒါကြည့်တင်ပါတယ်နောက်ထပ်ကျွန်တော်ပြပြပေးခြင်းနဲ့ don't send do ကတော့ color နဲ့ပတ်သက်တဲ့ don't send do ပဲဖြစ်ပါတယ်ညာတော့ ားဖြင့်ကျွန်တော်တို့ကအင်ကြီးဝစားရေဝယ်တဲ့အခါဝတ်တဲ့အခါမှာကာလာတောင်တွေကိုပဲကျွန်တော်တို့ဝယ်လိုက်မိတာဝယ်လိုက်မိတာမျိုးရှိတယ်အထူးသဖြင့်အနံ့ရံကိုပေါ်နွဲအောင်ဝယ်လိုက်မိတာမျိုးတွေရတာမင်းနဲ့ဖြစ်လေဖြစ်တာရှိရပေါ့နော်ကျွန်တော်ဆိုရင်လည်းအခုချိန်အထိဒါအင်ကြီးကိုအပေါ်အင်ကြီးပဲအနံ့ရံပေါ်နေပေါင်းပြီးတော့အနံ့ရံအလိုမျိုးပေါ်အောင်အနံ့ရံဝတ်ချင်တာမျိုးတွေရှိတယ်ဆိုတော့အနံ့ရံကြီးပဲဝတ်တာဘာမှတော့ပြဿနာမရှိဘူးဆိုပေမဲ့ကျွန်တော်တို့ outfit ကို elevate လုပ်ချင်တယ် outfit ကိုတိတက်ပို့ပြီးတော့ unique ဖြစ်ချင်တယ်ဆိုရင်တော့ကျွန်တော်တို့အယောင်တယောင်နဲ့ဝတ်တာမျိုးကိုရှောင်ရှားတင်ပါတယ်ကျွန်တော်တို့အဲ့လိုအယောင်တယောင်နဲ့ဝတ်မဲ့အစားကျွန်တော်တို့အပြင်နေပါတယ်သွားတဲ့အခါအရင်စမ်းပြနေရတယ်မလို့ပဲ နဲ့အယောင်တယောင်နဲ့မဖြစ်အောင် basic ဖြစ်တဲ့အယောင်တွေဖြစ်တဲ့အဖြူနဲ့အနက်အဖြူနဲ့အပြာနုနက်ပြောင်နဲ့အမဲနောက်ကျွန်တော်အခုဝတ်ထားသလိုအစိမ်းနဲ့အဝါအောင်မအောက်ကအပြာနုနဲ့တွဲလိုက်တာမျိုးတွေကကျွန်တော်တို့ outfit တစ်ခုကိုနည်းနည်းလေးပို့ပြီးတော့ elevate ဖြစ်သွားစေတယ်။အဲဒီတော့ကျွန်တော်အချံပေးခြင်းနဲ့ဒူကတော့ကျွန်တော်တို့ outfit တွေဝတ်တဲ့အခါ basic ဖြစ်တဲ့ဒီအဖြူတွေအမဲတွေပဲအပေါ်အောက်ဝတ်နေမယ်ဆိုတာကျွန်တော် outfit ကိုအယောင်လေးတစ်အောင်ထည့်လိုက်တာ outfit ကိုအများကြီးပို့ပြီးတော့ unique ဖြစ်ပြီးတော့ elevate ဖြစ်သွားစေမှာပါ။ နောက်တစ်ခုပြောပြချင်တဲ့ဒုံကတော့ဒုံတော့မဟုတ်ဘူး match not do တော့ပြောလို့ရမှာပေါ့နော်အဘယ်ကလဲဆိုတော့ကျွန်တော်အရန်အဲ့လိုပြဲပြီးတော့ rip တွေအရန်ဖြီးဖွာထွက်နေတဲ့ဂျင်းမောင်းမီဖြစ်ပါတယ်ဆိုတော့အဲ့လိုဂျင်းမောင်းမီကိုမှအရန်ကြက်လွန်ပူအောင်ကြည့်ဆိုကြည့်ရဆိုသေးတယ်ပေါ့နော်အဲ့လိုမျိုးအရန် rip ဖြစ်ပြီးတော့ကြက်လွန်တဲ့ဘောင်းမီတို့ဘာလို့မဝတ်တင်လဲဆိုတာပေါ့နော်အကြောင်းပြချက်ဘယ်လိုပေးရမှန်းမသိလောက်အောင်ဒါအရန်ကြည့်ရဆိုတော့ အဝယ်စားမျိုးတွေဖြစ်တဲ့အတွက်လုံးဝရှောင်သင့်တဲ့ must not do ဖြစ်ပါတယ်။ဒါပေမဲ့အဲ့လိုအဝယ်စားမျိုးတွေကိုသဘောကျတယ်ကြိုက်တယ်ဆိုတဲ့လူတွေအတွက်ကျွန်တော်ပြောင်းလဲဝတ်သင့်တယ်လို့အကြံပေးချင်တဲ့ဒူကတော့ကျွန်တော်တို့ fake look လို့ခေါ်တဲ့ကျွန်တော်အဂျင်မောင်းမီကျွန်တော်တို့ဒါ walk pants တွေ carbon pants တွေမှာကျွန်တော်မြင်ရလေးရှိတယ်ဒီလို fake look ရှိတဲ့အဝယ်စားတွေကျွန်တော်တို့ရွေးချယ်သင့်တယ်ပေါ့နော်။ဆိုတော့ဒီလိုမျိုးအင်ဂျီတွေကျွန်တော် thrift တွေမှာလည်းကျွန်တော်ရှာလို့ရတယ်။အခုနောက်ပိုင်းကျွန်တော် fashion brand တွေဆိုလို့တခါတည်းကြိုပြီးတော့ pre distress လုပ်ထားတဲ့ pre worn pre wash လုပ်ထားတဲ့ဒါဝယ်စားတွေလည်းထွက်နေပြီးဘောင်းမီလည်းထွက်နေပြီးဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီလိုမျိုးဘောင်းမီတွေကိုလည်းကျွန်တော်ရွေးချယ်ဝယ်ယူသင့်တယ်ပေါ့နော်။ ကျွန်တော်ကိုယ်တိုင်လည်းဒီလိုမျိုး use load wash load ကိုသဘောကျဖြစ်တဲ့အတွက်ဒီလိုမျိုးဘောင်းမီတွေဆိုရင်ကျွန်တော် thrift ကနေအမြဲရှာတယ်။အဲတော့ pre distress လုပ်ထားပြီးသား pre wash load ပြီးသားဘောင်းမီလည်းကျွန်တော်ဝယ်လေးရှိပါတယ်။ကျွန်တော်နောက်ဆုံးတစ်ခုပြောပြချင်တဲ့ don't send to ကတော့ accessory နဲ့ပတ်သက်တဲ့ don't send to ဖြစ်ပါတယ်။ so accessory ဆိုရင်ကျွန်တော်တို့ပုံမှန်ဝတ်နေကြနာယီ lasso လက်ကောက်ဆွဲကြိုးတွေအပြင်ကျွန်တော် scarf တွေကျွန်တော်8တွေအထိပါပါတယ်။ ကျွန်တော်တို့ accessory ဝတ်တဲ့နေရာမှာလုံးဝရှောင်ရှားတဲ့နေတုံးကတော့ကျွန်တော် overly accessorize ပေါ့နော်အများကြီးပို့ပြီးလိုရာထက်ပို့ပွင့်မိတာမျိုးလုံးဝရှောင်ရှားတင်ပါတယ်။လက်ဆွတ်တွေဆိုရင်လည်းကျွန်တော်တို့ဒါလက်ရှိသမျှလက်ချောင်းတွေအကုန်လုံးပြည့်အောင်ဝတ်တာမျိုးပဲဖြစ်ဖြစ်နောက်နိုင်မှာနိုင်နဲ့တွဲပြီးတော့ကျွန်တော်လက်ကောက်တွေနှကုံးသုံးကုံးဝတ်တာမျိုးဖြစ်ဖြစ်အဲ့လိုမျိုးတွေကျွန်တော်ရှောင်ရှားတင်တယ်။ဆွဲကျွေးတွေဆိုလည်းကျွန်တော်တို့မပလဲဆွဲကျူးနဲ့ချိန်နဲ့တွဲဝတ်တာမျိုးပဲဖြစ်အဲ့လိုမျိုး overly accessorize လုပ်တာမျိုးတွေလုံးဝရှောင်ရှားတင်တယ်။အဲ့လိုမျိုး overly accessorize လုပ်မဲ့အစားလုပ်တဲ့တူကတော့ကျွန်တော် accessory ရွေးတဲ့အခါဝတ်တဲ့အခါမှာကိုယ့်ရဲ့ lifestyle နဲ့ကိုယ်သွားနေကြကိုယ်သွားမဲ့ occasion နဲ့ లై ဖက်တဲ့ statement piece ကိုကျွန်တော်ရွေးချယ်ပြီးဝတ်ဆင်သင့်ပါတယ်အဲ့လိုမျိုး accessory တွေကိုဒီအတိုင်းအားစ fit ကအစကျွန်တော်တေချာလေးရွေးပြီးတော့ဝယ်ယူဝတ်ဆင်မယ်ဆိုရင်ကျွန်တော်တို့ရဲ့ outfit တွေအကုန် elevate ဖြစ်နေမယ် unique look ကိုရစေမယ်နောက် shoulder bag တွေ eight တွေဝယ်တဲ့ခါမှာလည်းကိုယ့်ရဲ့ outfit ကိုဖုံးမသွားစေရမျိုးအရင်မသေးရမျိုး eight တွေကိုရွေးချယ်သင့်တယ်အခုခေတ်ဆိုယောက်ျားလေးတွေနဲ့ లై ဖက်တာ shoulder bag တွေရှိမယ် messenger bag tote bag တွေဆိုရင်ဒါယောက်ျားလေးတွေနဲ့ లై ဖက်တဲ့ accessory eight တွေအနေနဲ့ပါမယ် main clip address ဆိုရင်တော့ wallet အောင် chain လိုမျိုး shoulder bag လိုမျိုး slim bag တွေ hand bag တွေဆိုတာဒါ main client အတွက်မဖြစ်မနေလိုအပ်တဲ့ accessory 8တွေဖြစ်ပါတယ်။ကဲဒီနေ့ကျွန်တော်ပြောပြခြင်းနဲ့ website နဲ့ပတ်သက်တဲ့ရှောင်ကျင်သင်းတဲ့ဒုံစည်းရည်နဲ့အဲ့အစားဘာတွေလုပ်သင့်တယ်ဆိုတဲ့ဒူးစည်းရည်တော့ဒီလောက်ပါပဲ။နောက်ပတ် fashion fashion program ရဲ့ episode တွေမှာဘာတွေလာအောင်မယ်ဆိုတာလည်းစောင့်မျှော်ကြည့်ရှုပေးကြပါအောင်။ဆုံးဒီကြည့်ပြတဲ့ကျေးဇူးများတင်ပါတယ်။ Bye ။ကျွန်တော်အပေါ်အင်ဂျီမှာဆို hoodie တွေ sweater တွေဝတ်နေမဲ့အစားကျွန်တော်တို့မြန်မာနိုင်ငံလိုရာသီဥတုပူတဲ့နေရာမှာဆိုရင် t-shirt နဲ့အပေါ်ကထပ်ပြီးဝတ်လို့ရမယ့် jacket မျိုးဆိုရင်ပို့ပြီးဦးစားပေးဝယ်သင့်တယ်။ accessory တွေဆိုရင်လည်းကျွန်တော်တို့ကဝယ်တဲ့ခါကျရင်ဟိုတတိမိတ်သွားပြီးမွဲ ဖြစ်တာများတာဖြစ်တဲ့အတွက်ကျွန်တော် accessory ဆိုလဲကျွန်တော်တို့ဝယ်မဲ့ list ထဲမှာဦးစားပေးပြီးထားတင်တယ်အဲ့လိုမျိုးကျွန်တော်တို့ဦးစားပေးဝယ်ရမဲ့ list လေးကျွန်တော်တို့ကြိုးလုပ်ထားလိုက်မယ်ဆိုရင်ကျွန်တော် shopping ထွက်တဲ့ခါကျရင်ခုနကမလိုအပ်ဖဲနဲ့မျက်လုံးနဲ့မြင်တာဝယ်တဲ့ impulse buying ကိုကျွန်တော် control လုပ်နိုင်မှာဖြစ်ပါတယ်